ဧရာရီတိုင်းဟင်္ဒရာမြို့နယ်အကျဉ်းထောင်မှာမတရားအကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအနမစစ်မှုထမ်းခိုင်းနေတယ်လို့အကျဉ်းသားမိသားစုဝင်တဲ့နှိဆက်သူတွေစီကနေသတင်းရရှိပါရတယ်။အဲ့ဒီထောင်မှာနိုင်ငံရေးပုံမှန်နဲ့အကျဉ်းကျနေသူတချို့ကိုထောင်ထဲကနေခေါ်ထုတ်ပြီးစစ်မှုထမ်းခိုင်းမှုအတွက်ကျုံပြုံမျိုးနဲ့အခြေဆိုင်ခလာရ36တရင်ထဲကိုပို့ဆောင်လိုက်တယ်လို့ဆိုပါရယ်။အဲ့ဒီအခြေအနေသိရှိထားသူနိုင်ငံရေးအကျဉ်းသားတဦးရဲ့မိသားစုဝင်တဲ့နှီးဆက်သူကအခုလိုပဲပြောပြပါရယ်။ င်းတော့တော့ထောင်းသွားတယ်သူကနေတော့တယ်အင်းထောင်းသွားတယ်ဘယ်လိုအခုလည်းထောင်းသွားတယ်ခြေထောက်ကိုပုံနေလို့တတိယတယ်ဘယ်ကဘူးလဲကျုံကျုံများဆုံးပုံတယ်ဟင်းဘယ်လိုဆုံးတော့ကြအပြင်စစ်ကော်မရှင်အနေနဲ့တော်လန်ရေးတပ်ဖွဲ့တွေရဲ့တွန်းလှန်စစ်ကိုဒေသအနှံမှာရင်ဆိုင်နေရသလိုစစ်အင်အားပြုံးတိမှုတွေကြောင့်လူငယ်တွေကိုအင်အားသစ်ဆူဆောင်းကာ ကာလာတူစစ်တင်ငန်းပေးပြီးရှေ့တန်းပို့နေတာကြောင့်လူငယ်တွေဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။လူအခွင့်ရေးချိုးဖောက်ခံရတာတွေမြန်မာနိုင်ငံအနှံ့မှာရှိနေပေမဲ့လူမသိသူမသိချိုးဖောက်ခံရမှုအခံရဆုံးနေရာဟာအကျဉ်းထောင်တွေဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ PPNM တီထောင်စုတဦးဖြစ်တဲ့ကိုတိုက်ထွန်းကလည်းခုလိုပဲပြောပါဗျ။ကိုကျွန်တော်တို့အကျဉ်းသားတယောက်ကိုတော့လေ အဲ့ရှိရမှာမဟုတ်ဘူးပေါ့နော်အကျိုးရေးဌာနကလည်းလွယ်ပြီးဈာနေအောင်ပို့မယ်ဆိုရင်မီတာစုဝင်တရားဝင်တည်သေးရတာမီတာစုဝင်တရားဝင်ချောင်းချရလောက်ရပါဈာရစုရဲ့ဂျင်နာရီကိုဆိုရင်တော့ရေဘက်စကန်တွေကိုပို့တာအဲ့မှာတော့လုပ်ရင်ရွှေတွေပို့ခံစားရတာဒါမျိုးတော့ရှိပါတယ်ခင်ဗျအရှိတဲ့နေကိုပို့ရဆိုတာတော့ဘယ်သူ့ဘုံမှာတော့လုပ်ပိုင်ခွင့်တော့ဥပဒေမှာတရားဝင်ရေးထားတာမျိုးကဟိုကျွန်တော်လည်းဆိုဥပဒေမှာတော့မရှိဘူးလို့ပဲပြောချင်ပါသေးတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအင်းစိန်အကျဉ်းထောင်မှာထောင်တွင်းချုပ်ချခံနေရတဲ့အကျဉ်းသားတွေကိုစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲထဲဖို့စစ်အုပ်စုရဲ့ဖိအားပေးချိန်ချောက်မှုခံခဲ့ရတယ်လို့အကျဉ်းထောင်နယ်နီးစပ်တဲ့အတိုင်းဝိုင်းစီကနေသိရပါဗျ။ဒါအပြင်2025မတ်လအတွင်းကလည်းစစ်ကောင်စီဟာအကျဉ်းထောင်တွေမှာရှိတဲ့ရာဇဝတ်အကျဉ်းသားတွေကိုလက်နက်တပ်ဆင်ပြီးအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေလုပ်ခဲ့တယ်လို့ PPNM ကထုတ်ပြန်ခဲ့မှုပါဗျ။